မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November လ4ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ KNB နဲ့ KNU တပ်မဟာ9နယ်မြေဖာပေါ်မြို့နယ်ခေါပုတ်စခန်းသိမ်းတိုက်ပွဲမှာဗိုလ်ကြီး3ဦးအပါအဝင်စစ်တုံးမှ18ဦးကိုဖမ်းဆီးရရှိခဲ့ပြီးတော့စစ်သားအလောင်း14လောင်းကိုရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် October လ29ရက်နေ့မှာခေါပုတ်စခန်းကိုသိမ်းပိုက်ရရှိခဲ့ပြီးတော့ November လ3ရက်နေ့အထိခေါပုတ်စခန်းကနေစွန့်ခွာထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလိုက်လံရှင်းလင်းခဲ့တယ်လို့သိရပါတယ်အဲ့ဒီစခန်း ်းကိုစုံခွာထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရမှာအလောင်း14လောင်းတက်ခွဲမှုအဆင့်ဗိုလ်ကြီး3ဦးအပါအဝင်စစ်တုံးပန်း18ဦးကိုလက်နက်ခဲယမ်းများနဲ့အရှင်ဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်အဲ့ဒီတိုက်ပွဲမှာ BPLA ကရဲဘော်တအူးမြင့်မြတ်စွာကြာဆုံးခဲ့ရပြီးတော့ထိခိုက်ဒဏ်ရာရရှိသူတချို့လည်းရှိခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးအပိတက်တိုက်ခိုက်သိမ်းပိုက်မှုအပီးမှာအကြမ်းဖက်စစ်ကောင်စီရဲ့60မမ71လက် RPG 7 3လက်81မမ1လက် K3 6လက်မြင်းမြုပ်ဘုံတလုံးတော်ပီတို16ဒုတ်16နင်းပိုင်း16လုံး14နင်းပိုင်း10လုံးတိုက်ဘုံ6လုံးဆက်သွယ်ရေးစကားပြော က်ကြီးနှလုံး60မမကြီ73000နဲ့ RPG 7ကြီဘူး9000တို့အတိအသင့်သိရှိရမိခဲ့ကြောင်း KNU မူထော်ခရိုင်ကသတင်းထုတ်ပြန်ထားပါတယ်အကြမ်းဖက်ဆစ်ရှုံးကောင်စီရဲ့ခေါပုတ်တပ်စခန်းဟာမဟာဗျူဟာအရရေးပါတဲ့စခန်းတစ်ခုဖြစ်ပြီးတော့1992ခုနှစ်မှာစတင်ပြီးတော့လာရောက်တပ်ဆွဲထားပြီးတဲ့အချိန်ကစပြီးဒေသတွင်းမှာရှိတဲ့အပြစ်မဲ့ပြည်သူများကိုညှဉ်းပန်းနှိပ်စက်ခြင်း အကြောင်းမဲ့ဖန်းစီတက်ဖြတ်ခြင်းနဲ့ပေါ်တာဆွဲခိုင်းစေခြင်းများစဉ်ဆက်မပြတ်ပြုလုပ်နေတဲ့စခန်းတစ်ခုဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီခေါ်ပုတ်စခန်းမှာစစ်တပ်ဘက်ကလူအင်အားတရာကျော်ခန့်ရှိကြောင်းတရေရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်စကန်းသိန်းတိုက်ပွဲသတင်းကတော့စကိုင်းတိုင်းဟ ோம் လင်းမြို့နယ်မှာစစ်ကောင်စီတပ်နဲ့ရှမ်းနီတပ် SNA တွေတပ်ဆွဲထားတဲ့စကန်းနှစ်ခုကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းယူလိုက်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီတပ်နဲ့ရှမ်းနီတပ်အင်အား200ခန့်တပ်ဆွဲထားတဲ့ရှစ်မျက်နှာဖျားကုန်းနဲ့အဲ့ဒီနေရာအနီးမှာရှိတဲ့ပန်ချယ်စကန်းကိုနိုဝင်ဘာလ2ရက်နေ့နဲ့နိုဝင်ဘာလ3ရက်နေ့ညနေပိုင်းတွေမှာ တိုက်ခိုက်တင်းယူလိုက်ခြင်းဖြစ်တယ်လို့စီရေးသတင်းအင်းမြစ်ကပြောပါတယ်ဖားကန်ဆယ်စင်းရွာရဲ့တဖက်ကန်းကစခန်းတွေကိုတင်းတာဟ ோம் လင်းထဲမှာပါတယ်စစ်တပ်နဲ့ရှမ်းနေတွေကတော့ဟ ோம் လင်းမြို့ပေါ်ဘက်ရောဆယ်စင်းဘက်ကိုရောဆုတ်သွားတယ်လို့ပြောဆိုထားပါတယ်ဖားကန်ဆယ်စင်းဒေသနဲ့ဆက်ဆက်နေတဲ့သခိုင်းတိုင်းဘက်အချမ်းမှာရှိတဲ့ SNA အင်အား400ခန့် ဖြန့်ခွဲနေရယူထားတဲ့ရှင်းမြနာဖျားကုန်းကိုနိုဝင်ဘာလ2ရက်နေ့ညနေ9နာရီအချိန်မှာ၎င်းပန်းချဲတက်ဆက်ခန်းကိုနိုဝင်ဘာလ3ရက်နေ့မနက်9နာရီအချိန်မှာ၎င်းသိမ့်ပိုက်နိုင်ခဲ့တယ်လို့ကချင်စီရေးသတင်းရင်းမြစ်ကအသိပေးထားပါတယ်။တခြားစီရေးသတင်းရင်းမြစ်တူကလည်းဟုတ်ပါတယ်သိမ့်ပိုက်လိုက်ပါပြီ။နှစ်ပတ်လောက်ထိုးစစ်ဆင်ခဲ့ရတာဟုတ်ပါတယ်။အဲ့ဒီစက္ကန်းတွေကသခိုင်းဘက်ချမ်းမှာပါပါတယ်လို့ပြောပြထားပါတယ်။တိုက်ပွဲသတင်းကိုအမတ်တက်စစ်ဒေသကတရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးဘူးလို့သိရပါတယ်။ဒါကြောင့်တိုက်ပွဲအခြေအနေအသေးစိတ်ကိုတော့မသိရသေးပါဘူး။ KIA PDF ပူးပေါင်းတပ်ဖွဲ့ဟာအော်တိုဘာလာကုန်ပိုင်းကလည်း ဟ ோம் လေးတစ်ဖက်ကမ်းမှာရှိတဲ့ဆယ်စင်းရွာကစစ်ကောင်စီနဲ့ရှမ်းနေတက်ပူးပေါင်းတပ်စခန်းတစ်ခုကိုလည်းသိမ်းယူနိုင်ခဲ့တယ်လို့သိရပါဗျ။ဟ ோம் လေးမြို့နယ်မှာပြီးခဲ့တဲ့ ဩဂတ်စ်လ20ရက်နေ့ကနေ24ရက်နေ့အတွင်းတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီဘက်က15ဦးသေဆုံးက22ဦးဒဏ်ရာရပြီး9ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနအမတ်တက်စစ်တေတာကဩဂတ်စ်လ26ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ဟ ோம் လင်းမြို့နယ်အတွင်းမှာရှိတဲ့ရွှေပြည်အိမ်မြို့ကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက2023ခုနှစ်နိုဝင်ဘာလမှာတိုက်ခိုက်သိမ်းယူထားတယ်လို့သိရပါတယ်။ဟ ோம் လင်းမြို့နယ်နဲ့ဆက်ဆက်နေတဲ့တမူးခရိုင်ကမြို့တင်မြို့နယ် ခန့်ပတ်မျိုးတွေကိုလည်းပြည်သူ့ကာကွယ်တပ်ဖွဲ့များကတိုက်ပိုက်ထိန်းချုပ်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဆလင်းမြို့ပေါ်မှာရှိတဲ့ဆလင်းမြို့နယ်အထွေထွေဦးစီးမှုဦးနေလင်းနိုင်ရဲ့နေအိမ်ကို drone နဲ့ဘုံကျတိုက်ခိုက်ရာထိခိုက်ဒဏ်ရာရရှိသူတွေရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီနေအိမ်မှာစစ်ကောင်စီဗိုလ်ကြီးတအုပ်ရဲ့တပ်ပြောင်းနှုတ်ဆက်ပွဲပြုလုပ်နေတဲ့အချိန် November လမနက်10:00နာရီခွဲလောက်မှာသတင်းတိကျရတဲ့အတွက် drone နဲ့ဘုံဒီနှလုံးချဲချခဲ့ရာ6ဦးဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါရတယ်။သူတို့နှုတ်ဆက်ပွဲလုပ်နေတဲ့ဦးစီးမှုရဲ့နေအိမ်ရဲ့ဝင်းထဲကိုကြာတာ သူတို့တပ်ထဲကဗိုလ်ကြီးတဦးကနေပြောင်းတာကိုနှုတ်ဆက်ပွဲလုပ်နေတာကိုဘုံကျဲချခဲ့တာပါအပြောင်းရွှေ့လုတ်တဲ့ဗိုလ်ကတော့ဘယ်တက်ကလည်းတော့မသိဘူးဒဏ်ရာရတာကတော့6ဦးလောက်ရှိတယ်လို့မြေပြင်မျိုးကန်တွေကပြောလို့သိရတယ်လို့မင်းဘူးခင်ရအမှန်ငါတက်ရင်သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဂျိုကာကပြောဆိုထားပါတယ်တိုက်ခိုက်ချိန်အတွင်းမှာအဲ့ဒီနေအိမ်မှာခလိုက်ရ253 254 255ကတပ်သားတွေလည်းရောက်ရှိနေပြီးတော့ဒဏ်ရာရတဲ့သူတွေကိုတော့လူနာတင်ကားနဲ့ဆလင်းဆေးရုံကိုပို့လိုက်ကြတယ်လို့ဆိုပါတယ်ဆလင်းမျိုးကန်တဦးကလည်းအထွေထွေဦးစီးမှုရဲ့နေအိမ်ကိုဘုံချတိုက်ခိုက်ခံရတာမှန်ကန်ကြောင်းအတိအပြုပြောဆို ုံထားပါတယ်တိုက်ခိုက်ပြီးတဲ့နောက်မှာစစ်ကောင်စီဘက်ကစလင်းမျိုးပေါ်အဝင်ထွက်တွေကိုစစ်ဆင်းမှုတွေလုပ်ပြီးတော့မျိုးရင်းမှာလည်းကင်းပတ်တာတွေကိုလွတ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်ဒီတိုက်ခိုက်မှုကိုမင်းဘူးခေအမှတ်၅တိုက်ရင်မင်းဘူးခေအမှတ်၁တိုက်ရင်နဲ့စလင်းမျိုးနဲ့ပကဖားတို့ကပူးပေါင်းလွတ်ဆောင်ခဲ့တယ်လို့သိရပါတယ်ပြီးခဲ့တဲ့အော်တိုဘာလ28ရက်နေ့ကလည်းစလင်းမျိုးနဲ့စင်ဖြူကျုံးမျိုးတရက်ချင်းချေးပါအနီးချေးစားဆက်သားလို့ယူဆရတဲ့သူ၅ဦးပါဝင်တဲ့တပ်မ88စစ်ကြောင်းကိုမင်းဘူးခေအမှတ်၅တိုက်ရင်က drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာ၃ဦးသေဆုံးပြီး၅ဦးဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်အမျိုးသားအစည်းအရုံး KNU ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ဒုတိယစစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးဘောကျော်ဟဲဟာ ဗိုရာဘောဥဆောင်တဲ့ကော့ဘရာစစ်ကြောင်းရဲ့ရှေ့တန်းနယ်မြေများကိုတွားရောက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကော့ဘရာစစ်ကြောင်းတက်စစ်ကြောင်းမှုဟာ KNLA ဒုစစ်ဦးစီးချုပ်နဲ့ကော့ဘရာစစ်စင်ရေးမှုဗိုရာဘောတို့ရှေ့တန်းတနေရာမှာတွေ့ဆုံတဲ့ဓာတ်ပုံကိုပြီးခဲ့တဲ့ရက်ပိုင်းကဖော်ပြထားသလိုနိုဝင်ဘာလ3ရက်နေ့မှာလည်းဒုစစ်ဦးစီးချုပ်ကရှေ့တန်းနယ်မြေများကိုရောက်ရှိခဲ့တဲ့မှတ်တမ်းဓာတ်ပုံများကိုဖော်ပြခဲ့ပါတယ်။ဒုချုပ်ကအောင်စီရဗမာလဲလို့မေးတော့ဗိုဘောကဟူးအဝေးကြီးမှာအဖူးတယ်လို့ ဘိုးချုပ်ကြီးဘောကျော်ဟဲနဲ့ဘူတာဘောတို့တွဲဆောင်ခဲ့တဲ့ဓာတ်ပုံတွေကိုဖော်ပြရမှာဘိုးစောကော်ကရေးသားခဲ့ပါတယ်ကော့ဘရာစစ်ကြောင်းဟာစစ်ကောင်စီတပ်အထိနာစေတဲ့တိုက်ပွဲများစွာကိုတိုက်ခိုက်အောင်မြင်ထားပြီးတော့နိုင်ငံတော်အဆင့်စစ်စင်ရေးအောင်စီရအမည်ရှိတဲ့စစ်ကောင်စီရဲ့စစ်ကြောင်းကိုဖျော်ဖျက်ဖြစ်အောင်တိုက်ခိုက်ထားတယ်လို့သိရပါတယ်နိုဝင်ဘာလ3ရက်နေ့မှာဖော်ပြခဲ့တဲ့ဒုစစ်ဦးစီးချုပ်ဘိုးချုပ်ကြီးဘောကျော်ဟဲရှေ့တန်းစစ်မြေပြင်ကိုကွင်းဆင်းနေတဲ့ဓာတ်ပုံများမှာကော့ဘရာစစ်ကြောင်းအဖွဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကပစ်ချခဲ့တဲ့ ရဟတ်ရင်ကိုဒုစစ်ဦးစီးချုပ်ကကြီးစုနေတဲ့ပုံတွေလည်းပါရှိပါတယ်တွေးကြစုံကြပြောကြဆိုကြရဲတဲ့ရှေ့ကိုဆက်လျှောက်ဆိုပြီးတော့ဘိုးစောကော်ကမှတ်တမ်းဓာတ်ပုံများကိုဖော်ပြရမှာရေးသားထားပါတယ်ဒုစစ်ဦးစီးချုပ်ကပြတ်ကျခဲ့တဲ့ရဟတ်ရင်ကိုကြီးစုနေတဲ့ဓာတ်ပုံနဲ့ပတ်သက်ပြီးတော့စစ်ကြောင်းတက်စစ်ကြောင်းမှုဘိုးစောကော်ကိုမေးမြန်းကြည့်ရမှာ ၃၅၅တို့ကပြစ်ချထားတဲ့ဟာလို့ပြောပြခဲ့ပါတယ်။ကော်ဘရာစစ်ကြောင်းအပါဝင်တော်လိုင်းပူပေါင်းတပ်ဖွဲ့ဟာအခုနှစ်ဇန်နဝါရီလကုန်ပိုင်းမှာကရင်ပြည်နယ်မြောက်ရီမြို့နယ်တင်ငန်းညီနောင်အခြေစိုက်ခမရ၃၅၅တိုက်ရင်ကိုလာတဲ့စစ်ကောင်စီရဲ့ရဟတ်ရင်နှက်စည်းကိုပြစ်ချခဲ့ရအောင်အဲ့ဒီတဲကယူရိုကော်ပတာရဟတ်ရင်ထိမှန်ပြီးတော့ပြတ်ချခဲ့ပြီးတပ်မ၄၄တပ်မမှုအသက် ဗိုလ်မှူးချုပ်အင်းမင်းအောင်အပါဝင်၅ဦးထက်မနည်းတိတ်ဆုံးခဲ့တယ်လို့သိရပါတယ်။ကော်ဘရာစစ်ကြောင်းနဲ့တော်လိုင်းပူးပေါင်းတပ်ဖွဲ့ဟာမက်လ9ရက်နေ့မှာတင်ကန်းညီနောင်မှာရှိတဲ့စစ်ကောင်စီတပ်များကိုထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာခမရ395 396 39ခွန်အပါဝင်တင်ကန်းညီနောင်ဗျူဟာတစ်ခုလုံးကိုရရှိခဲ့ပြီးတော့လက်ရှိအချိန်ထိကိုအဲ့ဒီနယ်မြေကိုစိုးမိုးထိန်းချုပ်ထားဆဲဖြစ်တယ်လို့သိရပါတယ်။ကော်ဘရာစစ်ကြောင်းတစ်စစ်ကြောင်းမှုဖော်ပြခဲ့တဲ့ဒုစစ်ဦးစီးချုပ်ရဲ့ရှေ့တန်းစစ်မြေပြင်ရောက် ဓာတ်ပုံမှတ်တမ်းများမှာစီကောင်စီတပ်ဖွဲ့ဝင်များထံကတိုက်စီရရှိထားတဲ့လက်နက်ခဲယမ်းများကိုကြည့်ရှုစစ်ဆင်းနေတဲ့ဓာတ်ပုံတချို့လည်းပါဝင်ပါတယ်။ကော်ရာစစ်ကြောင်းအပါအဝင်တော်လိုက်တပ်များကအော်တိုဘားလ18ရက်နေ့မှာဆွေတော်ဂုံဖြူဟာဂုံကိုတိုက်ပိုက်ပြီးတဲ့နောက်ပူပေါင်းတပ်ဖွဲ့ဟာအောင်စီရစစ်ကြောင်းကိုထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းအုပ်ဖို့မြို့အနီးမှာ PDF တပ်ဖွဲ့များကိုစိန်ခေါ်ပြီးတော့လောင်ကစားဝိုင်းမှာဒိုင်းကင်နေတဲ့အုပ်ချုပ်ရေးမှုအောင်မင်းထက်ကိုပြစ်ခတ်တိုက်ခိုက်ရာတိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ2ရက်နေ့မွန်လွဲ3နိုင်ကမှာအုပ်ဖို့မြို့အနီးမှာအရွက်ဝင်းနဲ့စစ်ကောင်စီတပ်သားများလုံခြုံရေးယူပြီးတော့မတောင့်တကြေးရွာအုပ်စုအုပ်ချုပ်ရေးမှုပြူစောတိခေါင်းဆောင် အောင်မင်းထက်ဥဆောင်ပြီးတော့ပြူစောတိများနဲ့အုတ်ချုပ်ရဲမှုများဒိုင်းကိုင်နေတဲ့လောင်ကစားဝိုင်းကိုကာယဝရီခဲတရဲ383ညနဲ့တက်ခွဲလေးမြေအောက်ပြောက်ကြားတက်ဖွဲ့အုတ်ဖို့ရဲ့ရဲဘော်များကရှောက်တခင်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ကြမ်းရှိသူများထွက်ပြေးလွတ်မြောက်သွားတော့လေအုတ်ချုပ်ရဲမှုအောင်မင်းထက်ရဲ့ဥကားကို တနက်ကြီးတစ်ချက်ထိမှန်ပြီးတော့တိတ်ဆုံးသွားတယ်လို့သိရပါတယ်အုတ်ချုပ်ရဲမှုအောင်မင်းထက်စီကနေပြီးတော့လက်ပြဘုံတစ်လုံးဓမြောင်နှစ်လက်ငွေသား9000ကျပ်နဲ့ကပတ်အိတ်တစ်ခုတို့ကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်အဲ့ဒီတိတ်ဆုံးသွားတဲ့အုတ်ချုပ်ရဲမှုအောင်မင်းထက်ဟာအမည်ဆုံးတဲ့ကြော်ကြားတဲ့စစ်ကောင်စီတောက်တိုင်အုတ်ချုပ်ရဲမှုဟောင်း တက်တင်ရဲ့တူအရင်ဖြစ်ပြီးတော့ PDF များအနေနဲ့တက်တိရှိရင်သူ့ကိုလာတက်ကြဆိုပြီးတော့မိုက်ကြီးခွဲစိန်ခေါ်ခြင်းပြည်သူများအားအတင်းအကျပ်ချင်းချောက်ပြီးတော့စစ်မှုထမ်းရန်လူစုပေးခြင်းနဲ့ငွေကြေးကောက်ခံခြင်းစစ်ကောင်စီရဲ့တကောင်စင်းကောက်ယူရမှာဥဆောင်ပါဝင်ခြင်းစစ်ကောင်စီများထံကနေပြီးတော့တော်လှန်ရေးရဲဘော်များရဲ့သတင်းအချက်အလက်များကိုထောက်လှမ်းသတင်းပေးပို့ခြင်းဒေသခံလူငယ်များအားစီယုံပြီးတော့စစ်ကောင်စီရဲ့လက်ကင်ဒုတ်ပြူစောတိအဖွဲ့ကိုဖွဲ့စည်းပြီးပြည်သူများကိုအမျိုးမျိုးဒုက္ခပေးနေတဲ့အတွက်ကြောင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်းတာယာဝတီခရိုင်တရဲ383ညနဲ့သတင်းနဲ့ပြန်ကြားရေးတောင်း ဝန်ခံရဲဘော်ဒူးရကရှင်းပြထားပါတယ်အဲ့ဒီလူက PDF တွေကိုစိန်ခေါ်နေတာကြားပြီးကျွန်တော်တို့အနေနဲ့အုပ်ဖို့မှာဆိုရင်ရန်ကုန်ပြည်ကားလမ်းအနောက်ဘက်မှာစစ်စင်ရေးလောက်တာမျိုးမရှိဘူးပြည်သူတွေကိုသူကကျွန်တော်တို့အဲ့ဒီဘက်ကိုမဆင်းနိုင်တာကိုအခွင့်အောင်းယူပြီးတော့ဒုက္ခပေးနေတာကြားပြီးသူကလောင်စာဝိုင်းမှာဒိုင်းကိုင်းနေတာသူ့ကို PDF ကလာတက်ရဲရင်တက်ရင်ကော်ပြီးတော့ခံမယ်ဆိုပြီးတော့စစ်ခွေးရဲခွေးတွေအားကိုနဲ့စိန်ခေါ်နေတာသူကနေတဲ့ငုံတော်မှာအိမ်ခေါ်ပြီးတော့ပားရိုက်တာစစ်ခွေးဘူကြီးနဲ့သူကပိုင်တော့ထင်းတိုင်းကိုကျဲနေတာ သူ့ကြောင့်အိမ်ချိတ်ပိတ်ခံရပြီးတော့ထွက်ပြေးနေရတဲ့သူတွေမနည်းဘူးရှေ့လျှောက်ပြည်သူတွေကိုဒုက္ခပေးရင်ဘယ်နေရာမှာပဲဖြစ်ဖြစ်ရအောင်ရေးယူသွားမှာပါလို့တရားဝင်ခံတရင်383ညနဲ့တရင်နဲ့ပြန်ကြားရေးတောင်းဝန်ခံရဲဘော်ဒူးရကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကလေးမျိုးနဲ့ထိုမာချေးွာကိုအကြမ်းဖက်စစ်တပ်က drone နဲ့ဘုံကျဲတိုက်ခတ်ခြင်းကြောင့်နေအိမ်များပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ3ရက်နေ့မနက်ပိုင်းမှာအကြမ်းဖက်စစ်တပ်ကထိုမာချေးွာကို drone နဲ့ဘုံကျဲတိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့တိုက်ခိုက်မှုအတွင်းမှာချေးွာမြောက်ဘက်မှာရှိတဲ့နေအိမ်များပျက်စီးခဲ့ရတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ဟာထိုမာချေးွာကို2024ခုနှစ် match လကစတင်ပြီးတော့ drone နဲ့ဘုံကျဲချတိုက်ခိုက်မှုများလုံဆောင်နေခြင်းဖြစ်ပြီးတော့ယနေ့အချိန်အထိကိုတိုက်ခိုက်မှုများနေ့စဉ်ပြုလုပ်နေတယ်လို့သိရပါတယ်။ထိုမာချေးွာကို 2024ခုနှစ်မတ်လ9ရက်နေ့မှာစစ်ကြောထိုးပြီးတော့ကြေးရွာသားတအုပ်ကိုတပ်ဖြတ်ကနေအိမ်14လုံးကိုလည်းမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။အခုလိုအကြမ်းဖက်စစ်တပ်စစ်ကြောကမိရှုဖျက်ဆီးပြီးတဲ့နောက်စစ်ကောင်စီတပ်သားများကထိုးမှကြေးရွာကို drone နဲ့ဇက်တိုက်လာရောက်ဘုံကျဲတိုက်ခိုက်နေတဲ့အတွက် ခြေရွာနေပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရတာဟာရှစ်လကျော်ကြာမြင့်နေပြီဖြစ်တယ်လို့သိရပါတယ်။ထိုမှာရွာအနောက်ဘက်မိုင်ဝက်ခန့်အကွာမှာရှိတဲ့ကလေးနီးပညာတက္ကသိုလ်ကျောင်းမှာလည်းအကြမ်းဖက်စစ်ကောင်စီတပ်သားများကအာဏာသိမ်းပြီးချိန်ကစပြီးတော့အခိုင်အမာတပ်ဆွဲထားတယ်လို့သိရပါတယ်။ဒါ့အပြင်ပြီးခဲ့တဲ့အော်တိုဘာလ28ရက်နေ့မနက်ပိုင်းကလည်းထိုမှာခြေရွာအနောက်ဘက်မှာရှိတဲ့နီးပညာတက္ကသိုလ်ကထွက်လာတဲ့စစ်ကောင်စီတပ်သားများနဲ့တော်လိုင်းတပ်ဖွဲ့များ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်5ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်နိုဗ ెంబ ာလ1ရက်နေ့နဲ့2ရက်နေ့တွေမှာလည်းအကြမ်းဖက်စစ်ကောင်စီကကလေးမျိုးလေရင်ကွင်းကိုထောက်ပို့လေရင်များနဲ့လူအင်အားနဲ့လက်နက်ခဲယမ်းအင်အားများကိုဖြည့်တင်းနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။